မင်္ဂလာပါရှင်2025ခုနှစ်မတ်လ15ရက်စနေနေ့ RRB မြန်မာပိုင်းသတင်းစီစဉ်စတင်နေပါပြီဒီကနေ့တင်ဆက်ပေးမယ့်သတင်းကတော့ရူရင်ကြတွေလာမင်းနဲ့ရမ်ဇန်ဥပုပ်လာနဲ့ဝါချုပ်ပွဲတော်ကိုမိမိဌာနေအာကမ်မြန်မာချင်းပနိုင်ကြလိမ့်မည်ဟုဒေါက်တာယူနစ်ပြောကြားဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ကျွန်မချေလူဝင်းပါ မင်္ဂလာရရှိရေဆိုရအကြံပေးဒေါက်တာမိုဟာမက်ယူနွန်းနဲ့ကုလအတွင်းမှုကြောင့်အန်တိုနီယိုကုဒတ်ရက်စတိုဒီကော့စ်ဘာဇာခန်ဦးကီယာမျိုးနဲ့ရှီရိုဟင်ဂျာဒုက္ခသည်စခန်းသို့တွားရောက်ခဲ့စဉ်မင်္ဂလာရရှိရေဆိုရအကြံပေးဒေါက်တာယူနက်စ်ကဒုက္ခသည်တွေကိုပြောကြားခဲ့တဲ့မိခွန်တွေအာရကန်မြောက်ပိုင်းကရိုဟင်ဂျာတိုင်းရင်းသားတွေဟာလမ်မနီရမ်ဒန်ဥပုပ်လာဝတ်ချုပ်ပွဲတော်ကိုမိမိဌာနေအာရကန်မြေပေါ်ရင်ကျင်းပနိုင်ကြလိမ့်မည်ဟုပြောဆိုခဲ့ပါတယ် မနေ့ကဒုက္ခသည်စကမ်မန်နစေရင်ရိုဟင်ဂျာဒုက္ခသည်တွေတောင်းနဲ့ချီပြီး iftari ဝါဖြည့်ပွဲမှာတက်ရောက်ခဲ့ခြင်းအခုလိုပြောဆိုခဲ့တာလို့သိရပါတယ်။အဲ့ဒီ iftari ဝါဖြည့်ပွဲမှာကုလအထွေမှုကျောင်းအန်တိုနီယိုကူဒါရက်စ်ဘင်္ဂလားဒေ့ရှ်ရဲ့အစိုးရအကြံပေးဒေါက်တာယူနက်စ်အပါဝင် NGO နဲ့ INGO ကပုဂ္ဂိုလ်တွေအစိုးရရာရှိတွေတက်ရောက်ခဲ့တယ်လို့သိရပါတယ်။ရိုဟင်ဂျာဒုက္ခသည်တွေဟာ2019ခုနှစ်တွင်စစ်တပ်နဲ့ရခိုင်အစိုးရတွေရဲ့တိုက်ခိုက်မှုတွေကြောင့်မိမိမူလထနေဖြစ်တဲ့အာကမ်ကြီးကိုစွန့်ခွာပြီးဘင်္ဂလားဒေ့ရှ်ပတ် ့ရိုက်ခလုံးခဲ့တာ၈နှစ်ထိရှိပြီဖြစ်ပါတယ် 2024ခုနှစ်တွင်လည်းစစ်တပ်နှင့်ရခိုင်တောင်ပြန်သူအဖွဲ့အစည်းအကြတိုက်ပွဲတွင်ပြစ်မှတ်ထားတပ်ပြတ်ခန့်နေရတဲ့ရိုဟင်ဂျာတသိန်းနီးပါးဟာဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ထပ်မံထွက်ပြေးခဲ့ရပါတယ်။လက်ရှိတွင်ဘူဒီတာမောင်းတော်နှင့်လက်ကျန်ရိုဟင်ဂျာတွေကိုရခိုင်တောင်ပြန်သူအဖွဲ့အစည်းကနှိပ်စက်တပ်ဖြတ်တာပြန်ပေးဆွဲရာဆက်ကြေကောက်ခံတာအတင်းတမအလုပ်စိတ်ခိုင်းတာတွေဆက်လက်ကျူးလွန်နေပါတယ်။အာရကန်ဒေတာတွင်ရခိုင်တပ်အေးရဲ့တောင်ချက်မှုအကြရိုဟင်ဂျာတွေနေရပြင်ကိစ္စဟာအနည်းငယ်ရှိနေပြီးရခိုင်တောင်ချက်သူအဖွဲ့အစည်းရဲ့အနည်းငယ်ကနေအကောက် ွဲတွေရဖို့နိုင်ငံကမှဘေကင်းဆုံတိဆောက်ပေးဖို့ရင်းကြတွေကတောင်းဆိုနေပါတယ်။